ရဟိုသူတို့ပြောပုံရဆိုရင်ငိုလည်းမငိုဘူး။တရားလည်းအေးတယ်။အကယ်၍ညာဒီမှာထားခဲ့လို့ဒါတခြားတယောက်ကညာမတွေ့ပဲနဲ့တလေးဆန်တကောင်ကကိုက်လို့ပဲတည်သွားတာပဲနဲ့ခွေးကိုက်လို့တည်သွားတာပဲဖြစ်ဖြစ်ဖြစ်သွားမယ်ဆိုရင်ဘယ်လိုလုပ်မလဲ။အဲ့အမေဆိုရင်လေသူ့မှာလည်းစာလေးပါတော့လေ။သူ့စာလေးမှာလည်းဒါသူ့အမေဘယ်လိုလဲဖြစ်ဖြစ်မေးလာတယ်နော်။အင်းမေးလေးလည်းလာတယ်သူ့အမေပဲ။စံရတဲ့လောက်2025ဘောလုံးခုနေ့တမီလေးငွေနေတယ် အချိန်လေးတစ်ခုကြောင့်လားဒီလိုမျိုးလုံးရတာပါတဲ့။တမီးလေးနဲ့ဘယ်လိုမှမခွဲချင်ပါဘူး။တမီးလေးကိုအရင်ချစ်တယ်။ညီမတို့အချိန်လေးတွေအကုန်အဆင်ပြေသွားလို့တမီးလေးကိုပြန်ခေါ်လို့ရရင်ခေါ်ချင်ပါတယ်။အလေးအနက်တောင်းဆိုပါတယ်။နေ့ရက်3လ2025ဆိုပြီးတော့ဒါဆောင်းလေးမှာသူ့မိခင်ကရေးသားဟန်ရှိတဲ့ဆောင်းရလေးကိုဒါတွေ့ရတာပေါ့ဗျာ။ ။ဒါဂလီလီကလည်းမြို့တတဘာကိုဒုံလဘောဆိုပြီးတော့ရောက်ခင်းရခဲ့ရတဲ့လူဘောကိုရောက်လာရလာပြီမဲ့ဒါကိုယ့်ရဲ့မိခင်တွေကစွန့်ပစ်ခြင်းကိုခံရတာဆိုတော့တကယ်ကိုတနာစရာပဲဗျာနော်။မကန်လင်းဝေပြောသလိုပဲအဲဒီလိုမျိုးအကွေးတွေတခြားအကောင်ပလောင်တွေနဲ့တွေ့လို့ကိုက်သွားဆွဲသွားချီသွားမယ်ဆိုရင်ဘယ်လိုများဖြစ်မလဲပေါ့။နောက်ပြီးတော့ဒီလိုမျိုးအခုလိုမျိုး ဒါကောက်ယူခေါ်ယူပြီးတော့မွေးစားမဲ့သူလက်ထက်ကိုမရောက်ဘူးဆိုရင်ဘယ်လိုများ ဖြစ်မလဲပေါ့အခုတော့ဒါကလေးလေးကအဲဆိုးတွေတည်းကအကောင်းလိုပဲပြောရမှာဗျာဘာဖြစ်လို့လဲဆိုတော့အခုဆိုရင်ဒါဒီကလေးလေးကမခိုင်နေဝင်ရဲ့ကလေးဆောက်ဆောက်ရေးဂီဟာကိုရောက်ရှိသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ရဒီကလေးလေးနဲ့ပတ်သက်ပြီးတော့မခိုင်နေဝင်ရဲ့အတွေ့အမြင်မခိုင်နေဝင်ရဲ့ခံစားချက်တွေကိုဒါကျွန်တော်တို့အားလုံးအထူးထူးကြည့်ကြည့်ကြရအောင်ပါဗျာ သူ့ရဲ့အကြောင်းတရားဘယ်လိုရှိလာလဲတော့မသိဘူး။ဒါဒါသမီးလေးအတွက်အမကတော့အဆန်။ငိုကလေးလေးရဲ့လုံးဝကိုချစ်စရာကောင်းတယ်။သမီးလေးလည်းအရင်တန်တာကြည့်လိုက်အောင်။ကလေးလေးကဒါနှစ်လသမီးလောက်ပဲရှိသေးတယ်။သမီးလေးနော်။ဒီတော့ဆုံးကြလိုက်ပြီ။ ဆင်းရဲရှင်းလို့ကြည့်ပြီးတော့အမကိုပဲပေးချင်တာခေါ်တော့ဝေးမယ်ဆို9000တော့သူ့ကိုဒီလောက်ထိမပေးနိုင်တော့ဘူးအဲ့လိုအများကြီးတွေးတယ်ကလေးလေးတယောက်ကလာပြောတာအပြင်အောင်မှာကလေးလေးပြစ်ထားတယ်အဲ့နဲ့ပဲဟုတ်လားဆိုပြီးအဝက်ရှော်နေကြတယ်ထွက်ပြေးလာတော့အဲ့ဒါသူ့ဒီဘုံလေးထဲမှာကောက်ပြီးတော့ဒီကြီးကြီးမှာတတ်ထားပေးရအောင် ့မှာအမရှိကိုအမရှိကိုဖုံးဆက်တာဟုတ်ကဲ့ဒီကြီးကနေတစက်အမရှိကိုဖုံးဆက်တွေ့တဲ့ချိန်မှာတော့မှဒီဘုံထဲမှာပဲခလေးလေးကိုတွေ့တာပေါ့နိုးဘူးလေးတန်းလန်းတယ်လုံးဝငိုးတမ်းမကြားတော့မသိရဘူးမျက်လုံးဖွင့်ကြည့်အတူပွင့်ချလိုက်တော့မှသူမျက်နှာလေးမျက်လုံးဖူးပွင့်စာလေးလည်းပါစာလေးလည်းပါလားစာလေးကတော့အနည်းလေးထဲမှာညှက်ထားတယ်အနည်းလေးဖြည့်လိုက်မှတွေ့တာစာကိုမလုံးဝမတွေ့ဘူးတွေ့ဘူးမှာစာကိုမတွေ့စာလေးတောင်ပါအာမတို့ဒီဂေဟာနာရက်ွက်လေးဖြစ်တယ်ဆိုတဲ့ခါကျတော့ ဒီလူကြီးကနေပြီးတော့မှတစ်အမအောင်ခလေးဖြစ်သွားတယ်ဆိုတော့ပထမတော့ဩဒီနားမှာကိုယ်ပြရလဲရှိရတာနဲ့လာပေးလို့ရရတာနဲ့ပေါ့နော်သူ့မှာလည်းအကြောင်းမျိုးရှိလို့နေမှာပေါ့လေအဲ့နဲ့သူတို့ဒီမှာလာပြီးတော့ဖြစ်သွားတယ်ဆိုတော့ခလေးလေးကြီးကတော်တော်လေးလုပ်ရုပ်ရည်လေးရယ်ဆိုင်လေးချက်လေးချက်စရာလေးဒါမင်းကလေးလေးဖြစ်တဲ့အခါကျတော့ဒါဘာပဲဖြစ်ဖြစ်ဒါအမမှာတောင်းဝင်ရှိတယ်လူကြီးတွေကလည်းဒါအမအောင်ယုံကြည်လို့အလှမ်းပြီးတော့အကြောင်းကြားတဲ့အခါကျတော့အမကတော့တောင်းဝင်ပြေးတာပေါ့ သူ့မှာလည်းစာလေးပါတော့လေသူ့စာလေးမှာလည်းဒါသူ့အမေဘယ်လိုပဲဖြစ်ဖြစ်လေးလာရပါတော့နော်ဟုတ်လေးလေးလည်းလာရတော့ရလေးစမ်းလာရနော်ဆိုတော့ဒါအာသူ့ရဲ့အကြောင်းတရားဘယ်လိုရှိလာလဲတော့မသိဘူးဒါဒါသမီးလေးအတွက်ဒါအမကတော့ဒါဟိုအမရဲ့ခလေးတယောက်နေနဲ့အမကတော့ဝန်စားဖို့အဆုံးဖြတ်လိုက်တာပေါ့နော်ဒါကတော့ညီမရဲ့သူသူပြစ်သွားတာလည်းပတ်သက်ပြီးတော့တာဝန်ယူမှုတာဝန်ခံမှုကတော့ရှိရမှာပါ ယ်လေသူကတော့ဘလို့ចောင်းយ៉ាងနေပဲဖြစ်ဖြစ်ဒီကလေးကအစကလေးကဟိုကိုသားသမီးចောင်းကိုတည်ရဒီကလေးကအခုသူတို့ပြောပုံရဆိုရင်ငိုလည်းမငိုဘူးတရားလည်းအေးတယ်အကယ်၍ညာဒီမှာထားခဲ့လို့ဒါတခြားတယောက်ကညာမတွေ့ပဲနဲ့ကလေးဆက်တကောင်ကောင်ကကြိုက်လို့ပဲတည်သွားတာပဲခွေးကြိုက်လို့ပဲတည်သွားတာပဲဖြစ်ဖြစ်ဖြစ်သွားမယ်ဆိုရင်ဘလို့လုပ်မလဲအတက်အညီဆိုရင်လေအဲ့ဒီတော့ပြက်တလာတော့သူ့အနေနဲ့ဆုံးပြစ်တာနဲ့ပတ်သက်ပြီးတော့သူဟိုတစ်ခုခုတော့ဖြည့်ရှင်းပြရမှာပဲဟုတ်ကဲ့ဒီခေတ်ဒီခါကြီးက ဟာကလေးတစ်ခုတွေကလေးရောင်းဝယ်လောက်တော်တွေလည်းအရန်များနေတာဗျဒါအဲ့လိုမျိုးကိုရဲကလေးတစ်ခုတွေနည်းနည်းတွေ့သွားရင်ဘယ်လိုလုပ်မလဲပေါ့ခုခေတ်ကအရန်လေကြောက်စရာကောင်းနေတယ်ခစ်ခါကလာယူရောက်နေတာဗျလူမျိုးဟာခုပြီးတော့ဝယ်ရောင်းလုပ်ပြီးတော့အတွင်းကလေးစားတွေထုတ်ပြီးတော့ရောင်းနေလို့ဆိုရဲဒရင်းညာလည်းထွက်ပေါ်နေတာဒါဟိုတုန်းကလည်းဒီလိုမျိုးအကြောင်းအရာတွေရှိနေခဲ့ကြတာဗျဒါကြောင့်မို့လူအရောင်းဝယ်လူအကြောက်ရှာနေတယ်များနေတာဆိုပြီးတော့

အဲဒါကလေးတွေအရွယ်သူပဲရှင်းလာမလဲဆိုတော့အမမသိဘူး။ကလေးမသိတတ်ခင်အရွယ်မှာဆိုလို့ရှိရင်တော့ဒါအမနဲ့သူနဲ့လူကြီးချင်းရှင်းရမှာပေါ့။ကလေးသိတတ်တဲ့အရွယ်เจ้าမှာလာတယ်ဆိုလို့ရှိရင်တော့ကလေးရဲ့ဆန္ဒပေါ့နော်။အဲ့ခါကျတော့ကလေးကလည်းဒါသူ့ရဲ့သူ့ပုံမှာအာမိငယ်တယောက်နေတယ်တွေ့ချင်းနဲ့တွေ့မယ်သူ့ရဲ့ဆန္ဒပြောပြီးတော့ပြီးတော့ဒါအမလို့နဲ့လည်းတန်းလို့ရှိရင်ဒါကလေးရဲ့စိတ်ဆန္ဒမှုအဓိကပါပေါ့။မခိုင်နေဘူးရောမပြေးဘူးလည်းမဟုတ်ဘူးပြေးမယ်လည်းမဟုတ်ဘူး။အာမိပါလေကတာ အဲကောင်းကောင်းမွန်မွန်နဲ့ထင်းထင်းဆောက်ရှောက်မှန်မြဲဆိုရင်ကလေးတဘောကလည်းဒီမိခင်ရင်းနေစီကိုဒါလက်ချင်သေးဆိုရင်ထည့်ပြလိုက်ပါလေမခန့်နေမြေသဘောထားစံတာတော့အရင်ကောင်းတယ်နော်အရင်မွန်မြဲတယ်မမတို့ကလေကလေးတွေပြုစုဆောင်ရှောက်တဲ့အချိန်မှာရှင်နေရမပါဘဲနဲ့ဘယ်အရာမှမ လုပ်လို့မရအောင်ကိုနဲ့သုံးတော်ကြောင့်ဆက်တဲ့ကလေးတယောက်ကိုဘယ်ဒီခုနှစ်သားသမီးကလေးတွေပေါ့အမတို့ကကိုကျင်တဲ့ကိုထည့်ပြီးကိုသားသမီးလို့စောင့်ရှောက်ပေးရတာဖြစ်တဲ့အတွက်အဲအချိန်နဲ့တို့အစဉ်ပြေမှဘလို့အကြောင်းရမယ်ဖြစ်ဖြစ်ကလေးတွေလာခေါ်မယ်ဆိုအမတို့နှလုံးသားကိုဆဲနေပြီးလှုပ်ခါပြီးဝန်ဆောင်ကြရတယ်ဒါပေမဲ့မအဘယ်ရောင်ကိုမှအမဟိုကလေးတွေကိုစီးနှက်ပေါင်းနဲ့မထားဘူးအတ္တမကြီးဘူးအဲ့အတွက်ကြောင့်မို့တို့အတိလာပြီဆိုလို့ရှိရင်တော့တို့ရဲ့ဆုံးဖြတ်ပိုင်းတွေကအမဦးစားပေးပြီးနံပါတ်1 test ပြီးတော့ စဉ်းစားပြီးမှာပေါ့နော်။ပြီးတဲ့အခါကျတော့ဒါသူတို့မိဘတွေအနေနဲ့လည်းခလေးပုံမှာတောင်းဝင်ဘလို့ဘလောက်ကြီးယူနိုင်မလဲဟလား။အမတို့အမတို့စီမှာဆိုရင်ရှင်းမင်းမင်းမလားအောင်လက်မင်းမင်းမလားအောင်ပြီးတဲ့အခါကျတော့ပညာတတ်ဖြစ်အောင်ဟလားလူရန်စီမီနိုင်အောင်ဟလားအเจ้าဆိုတဲ့ကြောင်ဟလားတခြားခလေးတွေနဲ့မိဘရှိတဲ့ခလေးတွေနဲ့ရှင်းမယ်ဆိုရင်တော့အမခလေးတွေကမနှိမ့်ကြတော့အမစူးစမ်းပြီးလုပ်ခဲ့တာဆိုတော့ဒီလိုမျိုးအရင်ချင်းနေနဲ့ထားနိုင်မယ်ဆိုရင်တော့အမ မိဘအရင်းကိုပြန်စင်းစားပေးမှာပေါ့နော်။ဒါတော့သူတို့ရဲ့စိတ်ခံစားမှုမှာလည်းမိဘအရင်းနေနောက်ကိုလိုက်ချင်တဲ့ဆန္ဒရှင်တော့အမရရင်ကိုခံရမှာပေါ့။ဒီအမရဆိုလို့ရှိရင်လည်းသူတို့လည်းညာဆိုတာကမွေးမွေးကတော့မွေးစားဖို့ဆိုလို့ခေါ်တာအဲ့ဒါကတော့တီစာကြောင့်ပေါ့နော်။တီစာပြန်ပေါ်လို့ရှိရင်ကိုလည်းသူတို့လည်းအကုန်လုံးကမွေးမွေးပဲတွေးထားတာ။ဒါပေမဲ့နာပြန်ပေးရင်ပေးလိုက်ရမယ်။မျောလင်းချက်ကြီးပေါ့နော်။ခံစားချက်ကြီးကို မညာမမွေးပဲကိုခက်ခဲနဲ့ကိုခက်ခဲကြောင့်ကလေးကိုဆုံးပြစ်လိုက်တယ်ဆိုရင်ဂျန်တဲ့သူတွေကလည်းနှလုံးသားရှိတဲ့သူသားတွေဆိုတော့သူတို့မှလည်းမွေးမယ်ဆိုရင်တော့မှသူတို့ကအချိန်စစရတယ်နိသူတို့တစ်ချိန်ကြံခွဲနိုင်မလားသူတို့အနေနဲ့ဘယ်လိုမျိုးဟာဖြစ်မလဲဆိုတဲ့ဟာနဲ့သူတို့ဒီကလေးကိုမမွေးရကြတော့အဲသူတို့ဟိုဒါသူတို့လည်းမိခင်ဖြစ်တဲ့အခါကျတော့ဘာပဲဖြစ်ခံစားရမှာပေါ့အဲ့ဒါနဲ့မမွေးဖြစ်တော့တာအဲဒီဆိုတော့ငွေလည်းထဲမရောက်ခဲ့ပဲနဲ့တခြားမတမားတဲ့လူတွေလည်းထဲမရောက်ခဲ့ဘူးဆိုတော့ကလေးတယောက်ရဲ့ဘဝကတကယ်ကိုစုံစမ်းရုပ်စာ တော့เนาะဒီအချိန်မှာဆိုလို့ရှိရင်ခလေးတွေက charity တွေလည်းအများကြီးပေါ်တယ်အဲ့တော့ခလေးတွေဟိုရောင်းစားခံရတာလည်းအများကြီးရှိတယ်အသက်အနည်းငယ်ခဏခဏခလေးတွေပြောက်ပြီးအသက်အနည်းငယ်ဆိုရင်ရတယ်ခလေးတွေလည်းအများကြီးရှိတယ်လက်ချိန်ကြမှာဒီလိုမျိုးခလေးဆုတ်ပြတာတော့မှန်တယ်ကတော့မလွတ်တင်ဘူးဒီဆက်ရကို့မှာအခက်အခဲရှိတယ်ဆိုဒီဆက်ရဒီကိုတောင်းပြီးပြပြမွေးစားခြင်းနဲ့သူဟိုလည်းဖြစ်ထားတော့မှအကြံဉာဏ်ပေးတာပေါ့နော်ပြီးတော့တခြားဆောက်ရှောက်တဲ့ကိဟာတွေမှာဖြစ်ဖြစ်အတိအပြားနဲ့အကြောင်းကျိုးအကြောင်းလေးပြောပြီးတော့မှအဲ့စီချက်ပါပေါ့နော်ဟုတ် ဒီစွန့်ပစ်ကလေးငယ်လေးတွေကိုထိန်းသိမ်းစောင့်ရှောက်ပေးထားတဲ့ဒီမက်ခိုင်နေဝီပြောပြထားတဲ့အကြောင်းအရာတွေကလည်းအရင်ကောင်းတယ်ဗျ။အဲကြတော့မြို့တတဘောဒုံလဘောဆိုတဲ့အရင်ရောက်ခဲရခဲ့လာတဲ့လူဖြစ်ကိုရလာရောက်လာပြီးမှဘလို့မိခင်တွေကစွန့်ပစ်ခဲ့ကြတာလဲပေါ့ဗျာ။အဲကြတော့ဒီကလေးလေးကမိငယ်ဘွားနဲ့ပဲမွေးခဲ့လို့ယောက်ျားကတာဝန်မယူနိုင်လို့အခုလိုမျိုးပဲ လင်းကောင်းမပေါ်ဘဲမွေးပြီးတော့စွန့်ပစ်ခံခဲ့ရတာလားဒါမှမဟုတ်လူငယ်ဘာသာဘဝကျူးလွန်ကြပြီးတော့ဖြစ်ကြပြီးတော့မှเนาะတောင်းဝန်မယူသေးနိုင်တဲ့အချိန်မျိုးအခုလိုမျိုးစွန့်ပစ်ခဲ့ကြတာလားပေါ့ဗျာအဲကျတော့ဘလူနေနေဘာပဲဖြစ်ဖြစ်အခုလိုစွန့်ပစ်တာတော့လုံးဝလုံးဝမကောင်းဘူးပေါ့ဗျာဒီလိုမျိုးမဖြစ်ခင်နေရကိုမတောင်းဝန်မယူနိုင်သေးဘူးမမွေးနိုင်သေးဘူးဆိုရင်တော့ ကာကွယ်တားဆီးလို့လည်းရနေကြတာပဲဗျာလူတိုင်းလည်းအားလုံးသိပါတယ်ဒီကိစ္စတွေကအဲကြတော့ကိုကကလေးတွေကိုတောင်းအောင်မယူနိုင်မင်းနဲ့တော့နံပါတ်1ကတော့မမွေးစေချင်မမွေးပါနဲ့ပေါ့ဗျာနောက်တစ်ချက်ကကြတော့နော်ကိုကတောင်းအောင်မယူနိုင်သေးတဲ့အချိန်နေမျိုးမှာအခုလို့မွေးလာပြီဆိုရင်လည်းဒါစွန့်ပြစ်တာမျိုးမလုပ်ဖဲနဲ့ဒါကိုရဲ့ကလေးနဲ့ပတ်သက်ပြီးတော့ယုံကြည်စိတ်ချရတဲ့ဆွေမျိုးစီမှာအတန်ထားတာဒါမှမဟုတ်မခိုင်နှင်းဝေတို့လိုယုံကြည်စိတ်ချရတဲ့ ကလေးစောင်းစောင်းရေးဂီဟာတွေမှာဒါသွားအပ်ပြီးတော့အဲကျမရဲ့ကိုကြီးကိုရာနဲ့ပတ်သက်ပြီးတော့မပြောပြစီခြင်းသေးဘူးရှုဝတ်ထားစီခြင်းသေးတယ်ဒါညီနိုင်ဆွေးနွေးမှုတွေပြုလုပ်ပြီးတော့မှသွားရောက်ပြီးတော့တည်တည်ချာချာအပ်ထားခဲ့မှဆိုရင်မကောင်းပေဘူးလားပေါ့အခုဟာကျတော့တော်တော်ဒါမိခင်ကတောင်းမဲ့တယ်လို့မျိုးဖြစ်နေတယ်ဗျမတိတတ်တယ်လို့မျိုးဖြစ်နေတယ်ကြည်ရတာဘာဖြစ်လို့လဲဆိုတော့အကယ်၍မခိုင်နေငွေတို့လိုမျိုးမွေးစားမဲ့စောင့်ရှောက်မဲ့သူနဲ့သာမတွေ့ဘူးဆိုရင် ဒီမွေးဖွားကင်းမတွေခွေးတွေကဆွဲသွားမယ်ဒါမှမဟုတ်ကလေးချောင်းစားတဲ့မတမာတဲ့သူတွေနဲ့သာတွေ့သွားမယ်ဆိုရင် ကလေးလေးရဲ့ဘဝကတကယ့်ကိုရှင်လေးစရာမတူဝေးဝန်စရာပဲဗျာနော်အဲကြတော့မက်ခိုင်နင်းရဲ့စိတ်နေသဘောထားတွေခံစားချက်တွေလောက်ကန်ဆောင်ရွက်ပုံတွေအတွေးအမြင်တွေနဲ့ပတ်သက်ပြီးတော့ဒီကလေးရဲ့မိခင်တွေနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့အတွေးအမြင်ကိုယ့်ရဲ့ခံစားချက်တွေကို comment မှာရေးခဲ့ပေးပါအောင်ဗျာ